ီလူဟာသူရဲ့ပိတ်ဆံသူကိုတခြားဘယ်နေရာမှာမှတုံဆွေးစရာမရှိလို့တဲ့ကဘာတဝန်ကလူသူကိုကူညီပေးနေသူဖြစ်ပါတယ်ခยีသွားဟန်သူဟာသူရဲ့ကြွယ်ဝမှုတွေနဲ့ကဘာပတ်ခยีသွားနေပေမဲ့တင့်တင်သားနဲ့ပုံစံမျိုးနဲ့ကမဟုတ်ပါဘူးသူဟာအိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးလူသားရဲ့သားဖြစ်ပြီးထူခြားတဲ့နာမည်ပြောင်တစ်ခုနဲ့နာမည်ကြီးနေသူပါအဲ့ဒီနာမည်ပြောင်ကတော့ဂျီစုတင်ပါလေလို့အဲ့ဒီပါပဲ ။ဘာလို့လဲဆိုတော့သူဟာပိုက်ဆံပေးကန်းနေချိန်မှာတောင် အမြဲတမ်းကြီးစုတင်ပါတယ်လို့ပြောနေတတ်လို့ပါပဲ။ဒါအပြင်သူဟာအလွန်အမင်းရက်ရော်သူလည်းဖြစ်ပါတယ်။သူ့ကိုမှတ်ချက်တစ်ခုခြံထားခဲ့မယ်ဆိုရင်အကူအညီရရှိမိုင်ကြောင်းလူတွေကပြောကြပါတယ်။အချို့ပရိသတ်တွေဟာသူ့ကို follow လုပ်ယူနေတရက်ထဲမှာဒေါ်လာ1000အထိရရှိခဲ့ဘူးကြပါလေ။သူဟာဇင်ခံမာကြီးများကိုဝေငှပေးပြီး ွားဝမှုမရှိပဲအဝတ်အထည်များကိုတိတ်တိတ်ဆိတ်ပေးကမ်းလေးရှိပါတယ်။မကြာရင်ကြီးကသူဟာစိတ်ကူးပေါက်ပေါက်နဲ့ဆိုင်တဆိုင်က ဖနက်အားလုံးကိုတောင်ဝယ်ယူခဲ့ပါသေးတယ်။ပြီးတော့သူဟာအကောင်းစားဘားတစ်ခုကိုတွားရောက်ပြီးဈေးအကြီးဆုံးအချိုရည်ကိုမာယူခဲ့ပေမယ့်တကုံတောင်မတောက်ခဲ့ပဲထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့အန်အောစရာအကောင်းဆုံးအရာကတော့သူဟာတခြားသူတွေကိုကျေးဇူးတင်တဲ့စိတ်ထားနဲ့ဆက်ဆံပြီးမောက်မာတဲ့အရေးအယံလုံးဝမရှိခြင်းပဲဖြစ်ပါတယ်။ ဂျေဇုတင်ပါတယ်လို့အမိရတဲ့ဒီလူဟာဘီလီယနာတေဦးထိချင်းဟာအေးဆက်ပြီးခက်ဝေးဝေးနေဖို့မလိုဘူးဆိုတာကိုသူရဲ့လုပ်ရက်တွေနဲ့တက်တက်ပြနေပါတယ်